ကျွန်တော်ငငယ်တုန်းကဒီမနိုင်ငံတုန်းကကြားဖူတာပေါ့နော်ကျွန်တော်ဒီမနိုင်ငံရဲ့ပညာရေးစနစ်ကတော့ကျွန်ပညာရေးစနစ်ဆိုတာကျွန်တော်ကြားဖူတာပေါ့နော်ဒီရောက်တော့ဘာဖြစ်တယ်ထားမိလဲဆိုတော့ဒီကုရနိုင်ငံရဲ့ပညာရေးစနစ်ကတော့ကျွန်တော်တို့နိုင်ငံခြားသားတွေအတွက်ကတော့ဆက်ယုံပညာရေးစနစ်လို့ကျွန်တော်မြင်ပါတယ်ဒီလိုမလားကျွန်တော်ကနင်းမြင်ရလို့ရှိရင်အရင်ပြောလို့ထင်ခဲ့တာဒါပေမဲ့ဒီလိုဒီကလေးရောက်လာတော့ကျွန်တော်ဆောင်းရတီကိုဆိုအရင်မုန်းလာပါဖြစ်လို့ကျွန်တော်တို့ဒီမှာအကြောင်းသားတွေကများတော့အဖြစ်စပိန်နဲ့အလုပ်တော့အလုပ်လာလို့ရပါတယ်အဲ့အချိန်မှာဆောင်းရတီဆိုဒီမှာနင်းကအရင်ကြတော့စပိန်နဲ့တွားလာရတာတော်တော်ရေးအဆင်မပြေပါဘူးလမ်းချော်လာလို့ကတော့အရင်ဖြစ်တဲ့ကျွန်တော်ကတော့ဒီရောက်တော့နင်းလက်ခံမြင်ကျွန်တော်ဆောင်းရတီဆိုကျွန်တော်လုံးဝအရင်မုန်းလာရတီအောင်ဖြစ်သွားပါတော့ င်းမင်္ဂလာပါကျွန်တော်ယင်ထူပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ဒီအာလက်ရှိကျွန်တော်ကိုရီးယားရောက်နေတာတနစ်ကျော်လောက်ရှိပြီပေါ့နော်ကျွန်တော်ဒီတနစ်ကျော်လောက်အတွင်းမှာကျွန်တော်ကိုရီးယားကိုကျွန်တော်ဘလို့မြင်လဲပြီးတော့အာကျွန်တော်မြန်မာနိုင်ငံလုံးကထင်ခဲ့ရတယ်နဲ့ဘာတွေကွာနေလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်မျှဝေပြီးတော့မှဖြစ်ပါတယ်အာပထမဆုံးကတော့ဒီမြန်မာနိုင်ငံလုံးကကျွန်တော်ထင်ခဲ့ရတဲ့ဒီရောက်တော့လွဲနေတာလေးကိုအရင်စပြောချင်ပါတယ် အဲဒီပထမဆုံးကတော့ဒီဘာသာစကားလို့ပဲပြောရမှာချင်းတယ်ကျွန်တော်ထင်တာကတော့ကျွန်တော်ဒီကိုရီးယားသွားဖို့စလို့တော့ကအာဒီကိုရီးယားကျွန်တော်တင်ရှင်းနေတာပြောတာပေါ့နော်ဒီကိုလာမယ်ဆိုရင်တဲ့အာဒီကိုရီးယားစကားကိုအနည်းဆုံးတော့သမင်းစာရေးတောက်တော့ရအောင်တင်ခဲပေါ့အင်္ဂလိပ်ကဒီမှာဘာမှအသုံးမဝင်လို့ပြောတာပေါ့ကျွန်တော်အဲ့ဒါကိုကျွန်တော်ကတိတ်လက်မခံချင်းမယုံဘူးပေါ့အာဒါမဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အာရောက်ပြီးဒုတိယရဲ့ ကြတော့ကျွန်တော်တို့အကြောင်းကကျွန်တော်တို့ဒီကိုရီးယားရိုးရအာခီးဆိုမှကျွန်တော်တို့ခီးတစ်ခုခေါ်သွားပေါ့အဲ့မှာကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့ကိုရီးယားရဲ့ရိုးရဒလီလေးလာရတယ်ပြီးတော့သူတို့ရဲ့အဓိကအစားအစာပေါ့နော်ဒီသမင်းတုပ်လို့ပြောရမှာချင်းတယ်အဲဘီဘင်းဘတ်ကိုကျွန်တော်တို့ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့တင်ပေးတယ်အဲတင်ပေးတဲ့အဖွားကြီးကနည်းနည်းအသက်ကြီးပြီအဲ့ဒါကျွန်တော်တို့လည်းစရောက်လာဆိုတော့ကိုရီးယားစကားမတက်မှန်းသူကတည်ရအကြောင်းလို့ကျွန်တော်တို့ ခေါ်တာပေါ့ဟိတ်ကောင်လေးတွေဒီလိုလာလို့ तू ကခေါ်ချင်တာပေါ့အဲ့ဒါ तू ကဘယ်လိုခေါ်လဲဆိုတော့အဲ hey everyday တဲ့ come 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 နဲ့အဲ့ဒါကျွန်တော်ကတီးလိုက်ပါတော့ဟာဘုကောင်လေးပြောတာမှန်လို့တယ်ကျွန်တော်ကအဲ့ကလေးကခံမမိဟောပါတော့တကယ်လဲမှန်ပါတယ်ဒီမှာအာအင်္ဂလိပ်စကားလုံးဝအသုံးမဝင်ပေါ့ကျွန်တော်ဘာဖြစ်လို့အသုံးမဝင်လဲဆိုတော့တို့ဒီကိုရီးယားမှာအာ อังกฤษကလိုလဲမလိုဘောเนาะအကုန်ဒီကွန်ပျူတာတွေဖုန်းတွေသူတို့ရဲ့အတုံးဆောင်တွေအကုန်လုံးကဒီကိုရီးယားစာနေပဲအကုန်လေပတ်ထားတော့သူတို့တော့ကအင်္ဂလိပ်စာလိုလဲမလိုဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာဆို Google Map တို့ဘာလို့တုံးရသေးဒါပေမဲ့ဒီမှာ Google Map တို့သူတို့မတုံးကြပါဘူးဒီမှာဒီသူတို့ကကိုရီးယားနိုင်ငံထုတ်ထားတဲ့ဒီကကောအိုမက်ဆိုတာတုံးနေအဲ့ဒါကျတော့ပူလဲတိကျတယ်အရင်လဲတုံးလို့အဆင်ပြေတာဘောနော်ကျွန်တော်တို့နိုင်ငံကဒီ ကူရီးယားစာနဲ့အကုန်အရှင်ပြောင်းလုပ်ပေးထားတော့သူတို့တို့ကအင်္ဂလိပ်လည်းမလိုဘူးဒါကြောင့်လို့သူတို့ကအင်္ဂလိပ်စကားလုံးဝဒီအရင်မတက်ဘူးဘောနော်သမင်းစာရေးတောက်တော့မပြောတတ်ကြပါဘူးအာဒါမဲ့တခုရှိတာသူတို့ကဘာဖြစ်လဲဆိုတော့ဒီကူအင်္ဂလိပ်စကားကိုတတ်တာမတတ်ကြတော့ဒါမဲ့အာ confident တော့အရင်ရှိရကျွန်တော်တို့ကဒီအင်္ဂလိပ်စကားကိုအရင် confident ရှိအောင်မပြောရေးဘောနော်ဒါမဲ့သူတို့က AC ပဲ အဲအတန်ထက်မားနေလဲ ASB confidence ရှိရှိပြောရဲအဲ့တစ်ချက်တော့ရှိရပါဘောနော်အာနောက်တစ်ခုကတော့ကျွန်တော်ဒီမြန်မာနိုင်ငံမှာတော့ကြားဖူးတာဘောနော်ကိုရီးယားတွေရတယ်ဒီအာရုပ်ရှင်တွေမှာပဲလာတယ်အပြင်မှာမလာကြဘူးတဲ့အဲ့ဒါကတော့ကျွန်တော်ဒီရောက်တော့မဟုတ်ဘူးလို့ထင်တာပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အရွယ်เอ่อทุกเพจกองมาเลยเนาะกองมาเลยเลยส่วนดีมาอืมอกงอชอละเลยเว้ยเอ่อตรุ ြင်တက်စင်တက်တာရေပြီးတော့ခွေးစိတ်ထားတာတွေရေအကြောင်းလဲဟုတ်ချင်ဟုတ်မှာပေါ့နော်ဒါပေမဲ့ဒီကိုကြည့်လိုက်ရင်ဆိုတော့အပြင်ထွက်လိုက်ပြီဆိုတော့အကုန်ကအချောအလာလေးကြီးပဲတခါလေကျွန်တော်တို့ဒီကိုရီးယားမှာလူငယ်တွေပျော်တဲ့နေရာလို့တမထားတဲ့ညားလေးပေါ့နော်မြန်မာနိုင်ငံမှာတော့လို့ဆိုရင်တော့ဒီစကူလန်တို့ဘာလို့လို့ပြောရမယ်ထင်တယ်အဲအဲ့လိုညားလေးရောက်သွားပြီဆိုရင်လိုက်ငေးရလို့တခါလေးခလုတ်တိုက်တဲ့အချိန်တောင်ရှိတာပေါ့နော် အဲ့ဒါနဲ့ဆက်ဆက်ပြီးပြောရလို့ရှိရင်ဒီကိုရလူမျိုးတွေကကျတော့ဘယ်လိုလဲပေါ့သဘောကောင်းလားဗာလားဆိုရင်တော့လူတိုင်းလည်းတိကျမယ်ထင်ပါတယ်သူတို့သဘောကတော့အရင်မကောင်းပါဘူးအရင်စိတ်ဆက်တဲ့လူမျိုးတွေလို့ပြောရမယ်ထင်တယ်အဲကျွန်တော်ကျွန်တော်အမြင်နဲ့ပြောရလို့ရှိရင်မားချင်မားနိုင်တာပေါ့နော်ဒါကြောင့်လို့သူတို့အဲကိုရလူမျိုးတွေပြောတဲ့ကိုရလူမျိုးအကြောင်းကိုကျွန်တော်ဒီမှာပြောပြချင်ပါတယ် အာကျွန်တော်ကအများတော့အဖြစ်ကျွန်တော်လဲကိုရီးယားစကားတိတ်မတတ်တာအကြောင်းမလို့ကျွန်တော်ကဒီကိုရီးယားလူမျိုးတွေနဲ့ conversation တိတ်မလုပ်နိုင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အခုလက်ရှိလုပ်နေတဲ့အလုပ်မှာဘာဖြစ်လဲဆိုရင်တော့အာဒီအကိုဆိုတာထက်အဦးလေးလုံပုံစံဟုတ်တယ်သူကအော်ဇီမှာကြောင်းတက်ခဲ့တာပေါ့အော်ဇီမှာကြောင်းတက်ခဲ့တော့သူကကိုရီးယားစကားကိုလည်းအတိုင်းအော်အင်္ဂလိပ်စကားကိုအတိုင်းတာတစ်ခုထိရတော့သူနဲ့ကျတော့ကျွန်တော်က ည်းနည်း composition လိုက်လုပ်နေတာပေါ့အဲ့ချိန်မှာသူကဘာပြောလဲဆိုတော့ငါမင်းတို့ရဲ့ပတ်စံရှိလို့ရှိရင်တဲ့အဲပတ်စံမြန်မြန်ရှာပြီးပါမြန်မာပြည်ပြန်လို့မရလို့ရှိရင်တဲ့အဲ OZO ပဲ try OZO try ကြည့်တယ်ကိုရီးယားမှာရေရှည်မနေနဲ့တဲ့အဲဒီဒီမှာရေရှည်နေဖို့မကောင်းဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ငါတို့လူမျိုးတွေကတဲ့သူကခိုင်းလို့ပြောပါတော့ခိုင်းမဖြစ်ဘူးတဲ့ပြီးတော့အရန် စိတ်တူတယ်ဗောပြီးရင်အလုပ်လည်းအများကြီးမြန်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 လုပ်ရတယ်တဲ့အဲအကြောင်းငါတို့လူမျိုးတွေကမကောင်းဘူးတဲ့သူအော်စီမာနေခေတုံးကားတဲ့အော်စီလူမျိုးတွေဆိုရင်တဲ့အရင်လဲခေါ်ရွေးတယ်ပြီးတော့အရင်လဲခိုင်းဖြစ်တယ်ဟွန်းပြီးတော့အလုပ်လည်းဒီရလို့မြန်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 လုပ်ချင်မလို့ဘူးတဲ့ဒီမှာဆိုရင်တော့အချိန်ပိုတွေပါတွေလုပ်ရကျွန်တော်အလုပ်မှာဆိုအချိန်ပိုတစ်ခါလေး10မိနစ်15မိနစ်အမှုတွေလုပ်ပေးရပါတော့တစ်ခါလေး나ယူဝက်အမှုတွေလုပ်ပေးရတစ်ခါလေးတော့ပေးပါတယ်အဲအမှုတွေအချိန်ပိုတွေလုပ်ရရင်လည်းတတိယက မင်းတို့ဆိုမုံဖူမပေးဘူးတဲ့ဟိုမှာဆိုရင်အမှုအချင်းပူတွေပါလေလုတ်ပြပြီဆိုရင်တဲ့တို့အာမုံဖူတွေပါလေအများကြီးပေးတယ်ဗောအဲအဲ့ဒါကသူပြောပြတာဗောနော်ဒါကြောင့်မို့ကျွန်တော်အမြင်မဟုတ်ဘောဒါကအဲသူတို့လူမျိုးတွေကသူတို့လူမျိုးတွေအပေါ်မှာပြင်မြင်တာအဲ့လိုဟုတ်တယ်လို့သူတို့ကအရန်စိတ်ဆက်တယ်အရန်ကြီးခေါ်ယူရဲ့လူမျိုးလည်းမဟုတ်ဘူးပေါ့ပြီးတော့อืมခိုင်းမဖြစ်ဘောသူပြောတာခိုင်းမဖြစ်ဘူးလို့သူကတုံးတာပေါ့နော်အဲဒီကိုရီးယားလူမျိုးတွေကအဲ့လိုဟုတ်တယ်လို့ ကျွန်တော်ဒီအကြောင်းတွေကတော့မကောင်းတဲ့အကြောင်းတွေလို့ပြောရမှာပေါ့အဲမကောင်းတဲ့အကြောင်းတွေကကျွန်တော်နောက်ဗီဒီယိုမှာဘယ်လိုဒီမှာဒီကျွန်တော်တို့ဒီနိုင်ငံမှာဘယ်လိုကြုံရလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်ပြောပြဖို့တော့ရှိပါတယ်လို့အာအော်ဂျီမှာအဲ့လိုတကယ်ဟုတ်မဟုတ်ကတော့ကျွန်တော်လည်းအော်ဂျီမရောက်ဖို့လို့မတီးပါဘူးဒါကျွန်တော်ကတော့ကျွန်တော်အလုပ်ကအကူတယောက်ကိုရီးယားအကူတယောက်ပြောပြတာကိုကျွန်တော်ပြန်ပြောပြချင်ပဲဖြစ်ပါတယ် ာကျွန်တော်နောက်ထပ်ပြောချင်တဲ့အကြောင်းအရာတော့ဒီပညာရေးနဲ့အလုပ်ကိုင်အကြောင်းဖြစ်ပါတယ်အာကျွန်တော်ငငယ်တုန်းကမြန်မာနိုင်ငံတုန်းကကြားဖူတာပေါ့နော်ကျွန်တော်မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကတော့ကျွန်ပညာရေးစနစ်ဆိုတာကျွန်တော်ကြားဖူတာပေါ့နော်ဒီရောက်တော့ဘာပြန်တတိထားမိလဲဆိုတော့ဒီကုရနိုင်ငံရဲ့ပညာရေးစနစ်ကတော့ကျွန်တော်တို့နိုင်ငံခြားသားတွေအတွက်ကတော့အာစက်ယုံပညာရေးစနစ်လို့ကျွန်တော်မြင်ပါတယ် ဒီနိုင်ငံမှာများသောအားဖြင့်ကတော့ကျောင်းနေလာတဲ့လူတွေကတော့နှစ်နှစ်တောင်မှမဟုတ်၄နှစ်ကျောင်းလာတက်ကြတဲ့လူများပါတယ်။အဲကျောင်းပြီးရောက်လို့ရှိရင်ကိုရီးယားအစိုးရကနေပြီးတော့အဲဒီအလုပ်ရှာဗီဇာဆိုမှအနှစ်နှစ်ပေးပါတယ်။ဒီတန်ဗီဇာပေါ့နော်အဲနှစ်နှစ်ပေးပါတယ်။အဲအဲနှစ်နှစ်အတွင်းမှာကိုကကိုတက်ထားတဲ့မီဂျာနဲ့အလုပ်ပြန်ရှာရပါတယ်။ဒီအလုပ်ရှာဗီဇာလာပြောတာပါကျွန်တော်ကစက်ယုံဗီဇာလို့ပဲမြင်ပါတယ်။အဲဘာဖြစ်လို့လဲဆိုတော့ ဒီကိုတက်ထားတဲ့မီဂျာနဲ့အလုတ်ချဖို့ကလွယ်မှမလွယ်လားရလည်းမရကြပါဘူးဘာဖြစ်လို့လဲဆိုဒီကိုရီးယားမှာကျွန်တော်တို့စကားတွေမှာမြင်တဲ့အတိုင်းပဲတို့ရဲ့အလုတ်ကိုင်းစကြတေးတေးလေးမှာသူတို့လူမျိုးတွေအောင်ကအပြိုင်အဆန်အချင်းရုပ်ပြီးနေရာလူနေရတဲ့အချိန်မှာသူတို့နိုင်ငံခြားသူတို့နိုင်ငံသားတွေကိုကြော်မှကျွန်တော်တို့နိုင်ငံခြားသားတွေကိုအလုတ်ခတ်မှုဆိုတာတော့တော်တော်ကြီးတော့ခက်တဲ့ကိစ္စလို့မြင်ပါတယ်ဒါကြောင့်မလို့စက်ယုံပညာရေးစနစ်တော့ကျွန်တော်ပြောတာပါဒီ အခုအခုဆိုပို့ဆိုးတာပေါ့ဒီကျွန်တော်တို့ကကိုကြိုက်တဲ့မိချောင်းဒီမှာအချိန်တွေအကုန်ခံမှအကြောင်းတက်ထားပြင်အခုလောလောဆယ်မြန်မာပြည်ကပြန်လို့မရတာနဲ့ဆိုမှအာစစ်ယုံကပဲဝင်လောက်လိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့စစ်ယုံကဝင်လောက်ပြီဆိုကြတဲ့ကတော့အရန်လဲပြင်ပန်းပါတယ်မနဲ့ထလာပြီမနဲ့ထလာတဲ့အချိန်ကနေစားပါညအိခါနီးအချိန်ကြီးစစ်ယုံကအချိန်ဖြုံးရပါတယ်ပြန်လာပြီဆိုတော့နဲ့သမင်းစားရီချိုးပြီးအိယာတန်းဝင်အဲ့လိုနှစ်လောက်စစ်ယုံကအချိန်ဖြုံးလိုက်တော့ကျွန်တော်တို့လေ့လာထားတဲ့ ကျွန်တော်တို့တက်ခဲ့တဲ့ပညာတွေအကုန်ပြမေ့သွားပါတယ်မေ့သွားမှမြန်မာပြည်ပြန်တော့မယ်ဆိုရင်တော့ဘာမှပြန်သုံးစားလို့မရတော့ဘူးเนาะဒါကြောင့်မို့ကျွန်တော်ကဒီနိုင်ငံရဲ့ပညာရေးစနစ်ကိုကျွန်တော်အရင်ကြီးသဘောမကျပါဘူးသဘောမကျအောင်ဆိုတော့ကိုတက်ထားတဲ့မီဂျာနဲ့အဲအလုပ်ပြန်မရလို့ကျွန်တော် ပြောချင်တာမဟုတ်ပါဘူးဒီနိုင်ငံရဲ့ပညာရေးစနစ်တဲ့အာကျွန်တော်အဲ့တော့မက်မောရှာကောင်းတယ်လို့ကျွန်တော်မထင်ပါဘူးအဲကြောင့်လို့ကျွန်တော်ပြောချင်းဖြစ်ပါတယ်အဲပညာရေးကအဲ့တော့မကောင်းဝင်မဲ့အလုပ်ကင်ကတော့အလုပ် ကင်ကြတော့တော်တော်လေးရောအဆင်ပြေတော့ကျွန်တော်ထင်ပါတယ်။အာဒီမှာပင်ပန်းပင်ပန်းလို့ရပါတယ်။တချို့အရင်ပင်ပန်းနဲ့အလုပ်တွေဆိုရင်တနည်းရောဒေါ်လာ150ဒေါ်လာ200လောက်ထိရတဲ့အလုပ်တွေရှိပါတယ်။ဒါပေမဲ့အရင်ပင်ပန်းအရင်ပင်ပင်မန်းမန်းလုပ်ရပါတယ်။အဲဒေါ်လာ150လောက်အော်ရတယ်ဆိုမဲ့တချို့နိုင်ငံတွေဥပမာအမေရိကတို့ဘာလို့မှဆိုရင်ဒေါ်လာ100 150တနည်းကိုဒေါ်လာ100 150ရတယ်ဆိုရင်အဲ့မှာ အတုံးစိတ်တို့ကျတော့တော်တော်အတုံးစိတ်တို့အိမ်စိတ်တို့ဝါစိတ်တို့ကျတော့တော်တော်ပြန်အဲဈေးကြီးပါတယ်ဒါပေမဲ့ဒီမှာကျတော့အာဒီကနေစိတ်စားစိတ်နဲ့ရှင်လို့ရှင်ဒီဒေါ်လာ150တနည်းကိုဒေါ်လာ150ရတယ်ဆိုတော့တော်တော်များတယ်ဘောနော်အလုပ်တိုင်းတော့မရပါဘူးအရင်ပြင်ပန်းတဲ့အလုပ်တွေကိုကျွန်တော်ပြောလို့ချင်းဖြစ်ပါတယ်အဲ့လိုအလုပ်ကင်ကျတော့တော်တော်အကြောင်းလို့ကျွန်တော်ထင်တာအလုပ်ကင်ကတော့ ်အာကိုပြပန်းခံနိုင်ပြပန်းခံနိုင်တော့ရတာဖြစ်တဲ့အတွက်အလုတ်ကန်ရတော့တော်တော်ကြီးကိုကောင်းတယ်လို့ကျွန်တော်ထင်ပါတယ်အဲဒီအလုတ်နဲ့လာတဲ့လူတွေမဟုတ်ဘယ်နဲ့ဒီကြောင်းနဲ့လာတဲ့လူတွေတော့မှအာကိုလုတ်နိုင်လုတ်နိုင်တော့ရတာဖြစ်တယ်လေကျွန်တော်ကအလုတ်ကန်ရတော့ကျွန်တော်ကိုယ်တိုင်လည်းတော်တော်သဘောကျတဲ့အထဲပါပါတယ်အာနောက်ဆုံးတစ်ခုကတော့ကျွန်တော်ဒီကိုရနိုင်ငံရာတီဦးသူအကြောင်းကျွန်တော်မြင်လာလေးကိုပြောပြချင်ပါတယ်ဒီကုရရာတီဦးသူအကြောင်းလို့ပြောလို့ရှိရင်ကျွန်တော်ဒီ၁၀တန်းလုံးကတင်ခဲ့ရတဲ့ လာပေါ်ကယာတီဥတုအကြောင်းတော့ကျွန်တော်နည်းနည်းတော့တတိယမိရပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီကယာတီဥတုအခုအပြောင်းကအင်မတန်မှမြန်ပါတယ်အဲဒီနေ့ပဲအရန်ပူနေပါတယ်ဆိုမှအာညညရောက်လွားလို့ရှင်မိုးနေနေရွာမှာအရန်ချမ်းသာတော့ဖြစ်တယ်ပေါ့နော်ပြီးရင်ညပဲအရန်အေးပါတယ်ဆိုမှဒီနေ့ကတော့အရန်ပြန်ပူသွားတယ်အမှုတွေခဏခဏဖြစ်ပါတယ်ရာတီဝတ္ထုအခုပြောင်းကအရန်ကိုမြန်တယ်လို့ကျွန်တော်ထင်တယ်ပြီးတော့အာကျွန်တော်မြန်မာနိုင်ငံလုံးကပေါ့နော်ဒီ ဆောင်းရဒီဆိုရင်ကျွန်တော်အရန်နန်းကြိုက်ရပါတော့အာဒီဒီယိုမလာခင်တော့ကနင်းမြင်ရလို့ရှင်အရန်ပျော်မလို့ထင်ခဲ့ဒါပေမဲ့ဒီယိုတကယ်တည်းရောက်လာတော့အာကျွန်တော်ဆောင်းရဒီယိုဆိုအရန်မုံတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာအဲကြောင်းသားတွေကများတော့အဖြစ်စပိန်နဲ့အလုတ်တော့အလုတ်လာလုံးရရပါတယ်အဲအချိန်မှာအာဆောင်းရဒီဆိုဒီမှာနင်းကအရန်ကြတော့ စပိန်နဲ့တွားလာရတာတော်တော်ကြီးရောအဆင်မပြေပါဘူးလမ်းချော်တာလို့ဘာလို့အရန်ဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီရောက်တော့နင်းလဲထပ်မမြင်ကျွန်တော်ဆောင်းရတီဆိုကျွန်တော်လုံးဝအရန်ကိုမုန်းသွားတဲ့ຢာတီအောင်ဖြစ်သွားပါတော့အာဒီရောက်တော့ကိုရီးယားနိုင်ငံမှာမိုးရွာတီဆိုမှတတ်တတ်မရှိရဖြစ်တဲ့အတွက်ကျွန်တော်မြန်မာနိုင်ငံလုံးကအရန်မကြိုက်ခဲ့တဲ့မိုးရွာတီကိုဒီရောက်မှပြန်တောင်းတမိရပါတော့မိုးရွာမိုးအကြီးကြီးရွာတဲ့အချိန်မှာအာဆောင်းထင်းမှာကွေးနေရတော့ပြီးတော့ အဲမိုးရွာနေတဲ့ချိန်စာအုပ်ဖတ်ပြီး coffee တောက်နေတာတော့ပေါ့အဲ့လိုအခြေအနေမျိုးဒီရောက်မှအောင်ပြန်တောင်းတမိတာပေါ့နော်အာကျွန်တော်ဒီနေ့ပြောပြခဲ့တဲ့အကြောင်းအရာတွေကတော့ကျွန်တော်ဒီကိုရီးယားမှာဒီနှစ်လောက်အတွင်းမှာကျွန်တော်ကိုရီးယားကိုကျွန်တော်မြင်တဲ့အမြင်တွေပြီးတော့မြန်မာနိုင်ငံမှာတော့ကျွန်တော်ထင်ခဲ့တာတွေနဲ့ဒီရောက်တော့အမတူတာလေးတွေကိုကျွန်တော်အပေါ်ရလေးနည်းနည်းပါးအာမျှဝေပြီးတာဖြစ်ပါတယ် အဆုံးထိကြည့်ရှုပေးတဲ့လူအရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ See you in the next video ပါ။